မန္တလေးတွင်ဗော်တာဆွဲဖမ်းဆီးခံရပြီးစစ်သားအဖြစ်သွတ်သွင်းခံရသူတပ်သားတဲ့တူအလင်းဝင်မန္တလေးမြို့တွင်အလုံးမပြန်လာစဉ်ဗော်တာဆွဲဖမ်းဆီးခံရပြီးစစ်သားအဖြစ်တင်းကျပ်သွတ်သွင်းခြင်းခံရသည့်တပ်သားတဲ့တူယူနီကွန်းပျောက်ကြားတပ်ဖွဲ့ UGF ထံသို့အလင်းဝင်ရောက်လာကြောင်း UGF တာဝန်ခံတူကပြောပါတယ်အောက်တိုဘာ10ရက်နေ့တွင်စကိုင်းမြို့ရှိ အမှတ်33ချင်းမြန်တပ်မဌာနချုပ်၏လက်ယုံတပ်မှတပ်သားတဲ့တူသည် UGF ထံသို့အလင်းဝင်ရန်ဆက်သွယ်ခဲ့သဖြင့်၎င်းကိုစခိုင်းမြို့အတွင်းရှိတနေရာသို့တွားရောက်ခေါ်ဆောင်ခဲ့ရကြောင်း သိရပါသည်။အလင်းဝင်လာသူအား UGF က၎င်း၏မိသားစုထံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။အဆိုပါတက်သားသည်2025ခုနှစ်ဖေဖော်ဝါရီလတွင်မန္တလေးမြို့ပေါ်တွင်ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရပြီးစက်တင်ဘာ12ရက်တွင် တောင်တွင်းကြီးမြို့သို့ပို့ဆောင်ခံရပြီးနောက်စခိုင်းမြို့အမှတ်33လက်ယုံတက်သို့ပို့ဆောင်ခံခဲ့ရပါသည်။ ၎င်းသည်စမှုရန်အပတ်စဉ်မဟုတ်ပဲလက်ယုံတက်သေးသို့ အတင်းကိုဆောင်ခြင်းခံရခြင်းဖြစ်ပြီးဖမ်းဆီးခံရခြင်းတွင်မန္တလေးတွင်အလုံးမှပြန်လာသည့်ညဦးပိုင်းဖြစ်တယ်လို့သိရပါတယ်။သူကလက်နက်ယူဆောင်လာခြင်းမရှိတဲ့အတွက်ခုံပြုစုငွေချီးမြှင့်မှုမရှိပါဘူးလို့ UGF မှတာဝန်ခံကပြောပါတယ်။လက်ရှိအချိန်ထိ UGF ထံအလင်းဝင်ရောက်လာသူစုစုပေါင်း9ဦးရှိပြီး၎င်းတို့အနက်3ဦးသည် UGF နဲ့အတူအကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေပြီး ကျက်နှစ်ဦးကိုမိသားစုထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်ရှင်